မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိဘတ်တေကနဘတ်138ဂေါဒဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါလိမ့်ရှင်ဒီဇက်တော်ကတော့တိလရှိအောင်ဆောင်ပြီးမိမိတန်စည်းကဲလာတော်ဖွမင်းကိုတက်စားရန်ကြင်စီသည့်ကောက်ကျစ်သည့်ယတိအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါလိမ့်ရှင်မြတ်လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌တရင်သုံးတော်မူစဉ်အံ့ဘွယ်တရေကိုပြုလုပ်တတ်သောရဟန်းတစ်ပါးကိုကြောင်းပြု၍အောက်ပါဒိဋ္ဌက်ကိုဆောင်တော်မူသည် လွန်လေပြီးသောအခါဗာဒနတိပြည်ဝပြမတတ်မင်းမင်းပြုတည်ရှိသောအဘိညာန်တမာပနေပြည်ဆောင်၍ချိုးချံသောအကျင့်ရှိသောယတိတပါးသည်ပိစံတရရွာကိုအမိပြု၍တောကြောင်တစ်ခုတွင်နေလေ၏ရွာနေလူတို့သည်ယတိကိုယုတိစွာလှုပ်ကြွေကြကုန်၏ဖျားလောင်းသည်ဖို့မျိုးနိုင်ဖြစ်၍ယတိ၏စင်းကြံကိုတောင်ပို့တစ်ခုဝယ်နေလျက်နေ့တိုင်းနေ့တိုင်းယတိထံနှစ်ကြိမ်သုံးကြိမ်စီကတ်ကအကျိုးကြောင့်နှင့်ဆက်တော်တရားစကားကို မှတ်သားနိုင်ယူလေ။တနေ့တနေ့ယတိသည်ရွာသားတို့ကိုပန်ကြား၍အရက်တပါးတို့ဖယ်သွားလေ။ထို့အခါကောက်ကြည့်စင်လေတော်ယတိတပါးသည်လာလက်၍ကျောင်းတွင်နေ၏။ခုကြည့်သည်ဤယတိလည်းအကြည့်တီလာရှိသည်ဖြစ်လိမ့်မည်ဟုရှင်းနေသူယတိထံစိတ်ကက်လေ၏။ ညရခါအခါမဲ့မူရာတီရှိတော့တောင်ပေါ်မှာယင်ဘလူတို့ဒီထွက်ကြကုန်၏ဖုတို့ဒီယင်တို့ကိုစားလို့တဖြစ်ရှာဖွေကလှက်ပက်သွားလာကုန်၏ရာသားတို့ဒီဖုတို့ကို တက်၍ယူဆောင်ကကောင်းသောအရာသာရှိအောင် အချိုးအချင်းချက်ပြုတ်၍ယတိအားကတ်လိုကြကုန်၏ယတိဒီဖုတားကိုစားရ၍ယတတနာပြေနှောင်ဖွဲ့သည်ဖြစ်ရကဒါယကတို့ဤယတကအလွန်စားပြေကောင်းသည်ဘာအသားနည်းဟုမေးလေ၏ အရှင်ဘုရားဖုတ်သားပါဟုလျှောက်ထားကြ၏ယတိလည်းဒါယကာတို့စကားကိုကြားလျင်ငါထံတို့ဖုတ်ကြည့်နေတိုင်းလာသည်တက်၍စားမည်ဟုကြံစီလျက်အိုးကို၎င်းအချင်းစားစသည်တို့ကို၎င်းဆောင်စေ၍ပျောက်ပတ်တော်အယံ့နှံ့အတင့်ထားနှင့်၏ဆောက်ပုတ်လက်ရိုက်တစ်ခုကိုကိုင်ကတင်ငန်းချုံ၍ကျောင်းတကားဝ၌ဖုတ်ကြည့်အလာကိုသာဆောက်လျက်ညင်သက်စွာနေနှင့်၏ ညကျန်အခါဖူကြီးသည်ယတိထံသို့စိတ်ကက်သွားမည်ဟုတွင်မှထွက်၍လာလက်တော်အနီးတို့ရောက်လျင်ယတိဤအိန္ဒြေဖောက်ပြန်ခြင်းကိုမြင်၍ဤယတိကခါတိုင်းနှင့်များနေမတူငါ့ကိုအိန္ဒြေပြည့်၍ကြည့်ပြီးသည်စုံစမ်းလေမည်ဟုလျောက်ဘတ်တို့တော်လျင်ဖူတာနှံကိုရ၍ဤကောက်ကျစ်စင်လဲတော်ယတိကယနေ့ဖူတာကိုစားရသည်ဖြင့်လက်တန့်ယတတနာဖြင့်နှောင်ပွဲအပ်သည်ဖြစ်၍စိတ်ကက်လာတော်ငါ့ကိုစောက်ပုတ်နှင့် ရိုက်တက်၍စားလို့ဒီဖြစ်လက်တန်ဟုစင်ကျင်ကအနာတို့မကက်ပဲပြန်လေ၏ယတိလေဖုကြီးဒီယတိကငါ့ကိုတက်လို့ဒီဟုတိတိဖြစ်လိမ့်မည်တို့တွင်ငါထံတို့မလားမလာတော့လေဤဖုအဘယ်မှာလွတ်နိုင်မည်နည်းဟုစောက်ပုတ်ကိုထုတ်၍တအားပစ်လေ၏စောက်ပုတ်လေဖုကောမမှန်ပဲအမီးဖျားကိုသာခတ်မိလေ၏ဖုကြီးလေနှင်းစွာတောင်ပို့တို့ဝင်၍ တက်ကြဲပေါင်းမှထွက်ပြီးလျင်ယတိအား"အိုးယတိကောင်ငါတင့်တန်အကျင့်တီလာ ရှိသည်မှတ်၍စီကဲ့၏။ယခုတင်ကောက်ကျစ်စင်းလဲတော်ဖြစ်ကိုသိရပြီ။တင့်ကိုယ်တွင်မှဖုံးလွှမ်းအပ်သောကိလေသာရှိသည်။တင်ကပြင်ပတွင်အယောင်တင်၍ထား၏။တင်ဤရက်မှနေသည်ဖြစ်အကျိုးမရှိအမြန်ပြေးလောအကဲ၍မပြေးမူ။ရန်နေသူတို့ကို ပြောကြကနှိမ့်ဆက်စေမည်ဟုချင်းချောက်ကတောင်ပေါ်သေးတို့ဝင်လေ၏ ောက်ကျစ်စင်းလဲတော့ရသည်လေဤရက်မှာမနေဝွန့်တော့ပဲရက်တပါးတို့ဖဲသွားလိမ့်၏ဤတို့လျင်မြတ်စွာဘုရားသည်အသေးပြေဆုံးပန်နှစ်တန်သောဝတ္ထုတို့ကိုနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်းတို့ထိုအခါကောက်ကျစ်စင်းလဲတော့ရသည်သည်ယခုအခါအဘွယ်တရေကိုပြုတော်ယဟန်းရှေးဦးနေ၍တိလရှိတော်ရသည်သည်တာဒီဘုဒ္ဓရာဖုကြီးသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည် ဂေါဒဇတ်တော်ဤတွင်ပြီးခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအလုံးလည်းအလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။